အဲကျွန်မသိရတဲ့လောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါလေရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါလေသို့တော်လည်းတကယ်တမ်း ပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုး ပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါလေရှင့်အဲဘာဖြစ်လို့ကျွန်မအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင် အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုံကတော့ဘာပုံမာနေနဲ့အဲထောင်နံဘလောက်ကြတယ်လို့ပါလို့လေနော်အဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျမကျမသိတာလေးတခုကျမပြောပြမယ်ပေါ့နော်ဆိုလို့ရှင်ကျမအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာအဲရောက်တဲ့အချိန်မှာကျမတို့ဒီအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါတယ်ရှင်အဲ့ဒါနိုင်ငံတော်ကနေ တနစ်ကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါလေရှင်။တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာတဘာဝဘေးကြီးကြီးမားမားမရှိခဲ့။အကြီးဆုံးကဘာလဲဆိုလို့ရှင်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာ။အဲ့ဒါတော့ဖဲရှိခဲ့တယ်ထင်တယ်ရှင်။ပြီးလို့ရှင်ကျွန်တော်တို့မြန်မာလူမျိုးတွေကလည်းအဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရာဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့အဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲ အဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်းအဲထားပါတော့၅နှစ်ဆိုတော့ဘီလီယံတရားပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကနောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ဘတ်ဂျက်ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%နေအကုန်လုံးကို ဒီအမျိုးသားသဘောဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေနဲ့ထည့်လိုက်တာပေါ့နော်။ဟောထည့်လိုက်ပြီးတော့မှထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရန်ပုံငွေဆိုပြီးထရီလီယံနဲ့ချီပြီးရှိပါလိမ့်ရှင်။အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့ဟောတကယ်တမ်းတော့လောက်ရမှာကအဲတဘာဝဘေးရော့ပါရေးဆိုတာအမှလမ်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်းခံနိုင်အောင်ရာသီဥတုတန်းခံနိုင်အောင်မုံတိုင်းတန်းခံနိုင်အောင်ပေါ့နော်တဘာဝဘေးတန်းခံနိုင်အောင်အဲ့ဒါလေးစောက်ကြရမှာဖြစ်ပါရှင့်။ အဲတိုးတော်လဲညတိုးတော်လဲအဲ့ဒီရံပုံငွေတွေကို ဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲထားပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင်တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာလေအဲပြီးလို့ရှိရင်မလိုအပ်တဲ့အလေလွင့်တွေဒါတွေကစစ်ဆေးပေါ်ပေါက်ပါတယ်ရှင်အစစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အဒီ husky စီးဘူးကတော့ဒါအန်တီတောင်ဆန်းစုကြည်စီးဘူးပေါ့နော်အနိုင်ငံတော်ပိုင်း ယဟန်ယင်ဆိုပြီးဝယ်တာဖြစ်ပါတယ်အဲတိုးတော်လဲတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှအစစ်စေးပေါ်ပေါက်တာတွေအများကြီးရှိပါတယ်ရှင်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒါကတော့ကျမမေးလို့တာဖြေရတာပါရှင်ဒါကျမရဲ့ကိုတွေ့ ဟိုကြုံကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်လူမှုအနှံကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရင်ဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ကျွန်တော်တို့မောခာအနေစဖြစ်လိုက်တာပြီးတော့ယာကင်နဲ့ဟိုဟာဖြစ်တယ်ပေါ့ရှင်ရေဘေးဖြစ်တယ်အတိုင်းနဲ့ပြည်နယ်တော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရံပုံငွေကသုံးလို့ကိုမလောက်ပါဘူးရှင်အဲသုံးလို့ကိုမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ energy kit တုံးကတော့ဒီရံပုံငွေတွေကပူရှံပြီးတော့နောက် covid လည်းဖြစ်တယ်အဲ့ဒီအချိန်မှာ covid ကြောင့်မို့လို့လည်းနိုင်ငံတကာအကူအညီတွေရတာရှိပါတယ်ရှင် ရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ NLD အစိုးရလက်ထက်ကတော့ FDI နေလဲလာတယ်နောက် ODA ပေါ့နော် OD Official Development Assistance တွေပေါ့ရှင်ဒီဒီဒီဖွံ့ဖြိုးမှုဟိုဖွံ့ဖြိုးမှုအတွက်ပေးတဲ့ဒီဒီတရားဝင်ပေးတဲ့အကူအညီတွေဒါတွေအများကြီးရတယ်ပြီးလို့ရှင် Technical Assistance တွေလည်းအများကြီးရတယ်ရတဲ့အချိန်မှာငွေရအရန်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘောဖြစ်ပါလိမ့်ရှင်ဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာနည်းနည်း ဟောပေါ့နော်စီစီစစ်စစ်နဲ့ဘာသာရေးစည်းမျဉ်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာလေအဲဒါတွေကိုတာဝန်ခံရတာတွေရှိပါရှင်အဲဒါကျွန်မဘယ်သူမှမပြောဘူးပါဘူးသို့တော်လည်းအဲဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းသိသင့်တဲ့ကိစ္စဟုတ်လို့ပါဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဟိုအချင်းပြက်လဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ ဟိုတကယ်တစ်တန်ချခံရတာဖြစ်ပါလေရှင်အကျေးဇူးပါရှင်